ကင်တွင်ဥရောပကုမ္ပဏီများယင်းနေမြုံနယ်မှုရပ်ဆိုင်းရန်ပြင်သစ်သမ္မတတောင်းဆုံသမ္မတဒေါ်နယ်ထရပ်ကအမေရိကန်ကိုတင်သွင်းမဲ့ကုန်စည်တွေအပေါ်ကမ္ဘာလုံးဆိုင်ရာစီးကြက်ခွန်ကောက်ခံတော်မှာဖြစ်ကြောင်းကြေညာပြီးနောက်ဥရောပကုမ္ပဏီတွေအနေနဲ့အမေရိကန်ပြည်ထောင်စုမှာယင်းနေမြုံနယ်မှုတွေရပ်ဆိုင်းဖို့ပြင်သစ်သမ္မတကတောင်းဆိုလိုက်တာကိုရိုက်တာသတင်းမှရေးသားထားပါတယ်အမေရိကန်သမ္မတအထရိုင်စီချက်ခုံကောက်ခံမဲ့အမိတ်ထွက်ပေါ်လာပြီးပြီးချင်း သိမကြခင်မှာပဲအမေရိကန်ရဲ့အစင်လာမဟာမိတ်တွေအပါအဝင်ကုန်တွယ်မဲ့နိုင်ငံအသီးသီးရဲ့အစိုးရတွေကတိတော်တဲ့တုံ့ပြန်မှုတွေအတွက်နီလန်းတွေကိုစဉ်းစားနေကြောင်းအသီးသီးပြောကြားခဲ့ပါတယ်။မကြခင်ရက်သက်တပတ်အတွင်းအမေရိကန်ပြည်ထောင်စုမှာယင်းနှိမ့်မြန့်မှုအခြေညာထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ယင်းနှိမ့်မြန့်မှုတွေဆိုင်းငံ့ထားကြဖို့ပြင်သစ်သမ္မတကပြင်သစ်ဆက်မှုလုပ်ငန်းကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆင်မှာပြောကြားခဲ့ပါတယ်။ပြင်သစ်အခြေပြုလျှက်စစ်ပစ္စည်းတင်ဖို့ရောင်းချသူ ရှင်နိုက်တာအီလက်ထရစ်က AI သုံးသပ်မှုအတွက်အမေရိကန်စွမ်းအင်အခြေခံအစားအုံတွေမှာအမေရိကန်ဒေါ်လာ1900ယင်းနေမြုပ်နယ်မှဖြစ်တယ်လို့သိရပါတယ်။အဆိုပါယင်းနေမြုပ်နယ်မှုကိုဆိုင်းငံ့ထားဖို့အတွက်ပြင်သစ်သမ္မတကတိုက်တွန်းပြောဆိုထားပါတယ်။ထရကအခုလိုမျိုးနိုင်ငံတကာအခွန်စည်းကြပ်မှုတွေမြင့်တင်ဖို့အတွက်အမျိုးသားစီးပွားရေးအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ ။နောက်ပြီးအမေရိကန်မှာကုန်ထုတ်စည်းပွားဆက်ရောင်းလုပ်ငန်းတွေအတွက်အလောက်ကန်နေရာတွေပြန်လည်များပြားလာစေမယ်လို့ကြေညာခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်းရုပ်တရက်အခွန်တွေမြှင့်တင်လာခြင်းကြောင့်တွင်ကုန်တင်သွင်းသူတွေကဈေးနှုန်းတွေကိုလိုက်မြှင့်မှာဖြစ်တဲ့အတွက်ကုန်ဈေးနှုန်းတက်လာတဲ့ဒဏ်ကို30%သူတွေနဲ့စည်းပွားရေးလုပ်ငန်းတွေကအရင်ဆုံးခံစားရမှာဖြစ်ပြီးစည်းပွားရေးအရာနှောင့်နှေးထိခိုက်မှုတွေရှိလာနိုင်တယ်လို့ကမ္ဘာစီးပွားရေးပညာရှင်တွေကသုံးသပ်ထားကြပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။